ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆော့ကောပိတ်တများအားလုံးပဲမင်္ဂလာပါဒီနေ့ဒါနယူယာဒီပြောင်းရွှေ့ဈေးကွက်မှာခြေထွက်နေတဲ့မန်စီးတီးအသင်းရဲ့ပြောင်းရွှေ့ရင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နဲ့တူစီတူကနေပြောင်းပါတုံးသက်တင်ဆက်ပေးတော့ဖို့ရှိပါခင်ဗျာစီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါဘူးဒါအခုမန်စီးတီးအကြောင်းလေးပြောမယ်ပြောမယ်နဲ့ဒါဒီရက်ပန်းပဲဒီရက်မှာပဲဒါပြောပြသွားပါတော့စီတီးကပြီးခဲ့တဲ့ဒါတပတ်တီတပတ်လောက်ခင်းနေပေါ့ဒါဘယ်လိုပြောအပြောင်းရွှေ့ဈေးကွက်တပါဆိုကစားမသိတဲ့တော့ရှော့ဒါခေါ်ထားရယ် ်အဘူဖန်တန်ရဲ့ဘယ်နောက်ခံသူအန်ဒိုအနော်ရီပေါ့လေအနော်ရီခေါ်တယ်နောက်တစ်ဒီလိုင်ယွန်ကရှော့ကီပီစီမီလန်ကဒါရိုင်းဒါစ်ပေါ့နော်ဒီကစားသမားတွေကိုဒါဆက်တိုက်ခေါ်တယ်ဒီကြားထဲမှာအရန်ကိုသမားလေးတယောက်လည်းခေါ်ထားတာလည်းရှိတယ်ဆိုတော့ CD ရဲ့အပြောင်းရှိဒါခြေလန်းနေပေါ့လေအထူးဖြင့်အခုဒါ CD နဲ့ပတ်သက်လာရင်ဆိုရင်ဒါအားလုံးဒီဘယ်လိုပြောမလဲအားလုံးရဲ့စိတ်ထဲမှာအရေးမဲကြီးထင်နေတာဒီကျွတ်ချက်135ချက်ပေါ့နော်ဒီ FFP rule နဲ့ပတ်သက်ပြီးတော့ဆွဲချက်135ချက်ရင်ဆိုင်နေရတဲ့ခြားတဲ့က CD ဟာပြီးခဲ့တဲ့ဇန်နဝါရီဈေးကွက်ကလည်းအောင်တန်းနေရာလောက်ထိသုံးခဲ့တယ်ဒီနေ့မြန်မာပြည်ဈေးကွက်မှာလည်းဒါခြေလက်ခက်ကြက်ကြဲလမ်းနေရဒီအချိန်ဒီပေါ်ဒါ CD စပြီးတော့မှဒါသုံးသက်ပေးပါဦးဟုတ်ကဲ့ကိုအဲမန်ချက်စတာ CD ကဒါသူတို့ရဲ့အသင်းတိဆောက်ပုံကိုပြောင်းလဲမဲ့ အရွေးတွေကိုပြုတ်လုံနေရပေါ့နော်ပြီးခဲ့တဲ့ဇန်နဝါရီရက်စလုတ်တယ်ပြီးတော့ဒီအခုဆက်လဲလုံနေရပေါ့အဲ့တော့ပြီးခဲ့တဲ့ဇန်နဝါရီရက်စလုတ်တဲ့ဒီငွေကြေးသုံးစွဲမှု account ကဒီကျန်ခဲ့တဲ့ຢာဒီအထဲမှာဝင်သွားမှာဖြစ်ပြီးတော့အခုစလုတ်နေတဲ့ account ပေါ့နော်အခုစလုတ်နေတဲ့သုံးစွဲမှုတွေကတော့နောက်ຢာဒီထဲဝင်มาဖြစ်တယ်ပေါ့နော်အဲ့တော့ဒါ PSR rules အတွက်သူတို့ကိုဒါတောင့်တင်းစီမယ်ပေါ့နော်အဆင်ပြေစီမယ့်အရာဖြစ်တယ် PSR rules ရဲ့မှာကြတော့တနစ်ကိုဒီ၃နှစ်ပေါင်းပေါ့နော်၃နှစ်ပေါင်း circle အနေနဲ့၁၅သန်းရှုံးဝင်ရှိရပေါ့နော်အဲ့တော့ Manchester City က ဘလို့မှမရှုံးဘူးအမြဲပမာဏအများနေပြီးတော့ဒီလက်ရှိဒီ healthy အဖြစ်ဆုံးပေါ့နော် BSR rule အစရ healthy အဖြစ်ဆုံးအတင်းထဲမှာပါတယ်ပေါင်တန်းကို200 300ဝန်းကျင်အထိသုံးဆွဲနိုင်တဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့တော့ Manchester City ဟာလက်ရှိဒီ BSR rules ရဲ့ accounting စီးမြင်နေတယ်မှာတော့ AACC ဝင်နေပြီးတော့နောက်ထပ်လူဝင်မှုတွေလည်းတို့ AACC ပြုလုပ်နိုင်သေးတယ်ပေါ့နော်လက်ရှိအခြေအနေရအဲ့တော့လက်ရှိမှာတို့ဒီ Johnny Reinders ကိုဝယ်တယ်ပြီးတော့ဒီ Ryan Sharkey ပြီး Ryan ไอ้นูรีอ่ะပြီးတော့ဒီဘတ်တင်တယ်လီပေါ့เนาะအော်အဲ့ဒီမှာဒီ Ryan Sharkey ရဲ့ Euro 340နဲ့ရတယ်တော်တော်လေးတန်တယ်ပြီးတော့ Ryan Aidnuri ရလည်းဒါတန်တယ်လို့ပြောလို့ရ Euro 38တန်းပေါ့เนาะအဲ့တော့ဘတ်တင်တယ်လီရဲ့ပြောင်းရွှေ Euro တော့ကျွန်တော်တို့မသိရဘူးအတီဂျော်နီ Rinders က Euro 380ဝန်းကျင်ရှိရပေါ့เนาะအဲ့တော့တကယ်ကိုလိုအပ်နေတဲ့နေရာတွေလိုအပ်နေတဲ့ခေါ်ယူမှုတွေပြုလုပ်နိုင်ခဲ့တာဖြစ်တယ်အသက်အရွယ် profile အဖြစ်လည်းဒီကိုက်ညီမှုရှိတယ်ပြီးတော့ဒီခြေစွမ်းအဖြစ်လည်းဒီတင်ငြိပြီးသားတီဂျော်နီ Rinders တို့လို့ အဲ့ဒီလိုလိုကစားသမားတွေပါဝင်တယ်လို့တကယ် Maverick ပေါ့နော်ထွန်းတောက်လာမဲ့ထိတ်တန်းကျယ်ဝင်တရားဖြစ်တဲ့ Ryan Shaki တွေပါဝင်တရားကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေပြီးတော့ဆိုတော့ညီဟုတ်ကဲ့အခုခုနကပြောသူလိုပေါ့နော်ဟုတ်ကဲ့ဟိုအခု Shaki ကိုရလိုက်တဲ့ဟာပေါ့ဟိုအဲ့ဒီဟာလေးတော်တော်လေးအားရတယ်နောက်တစ်ခါ Riders ကိုရလိုက်တဲ့အပိုင်းလေးလည်းဒီဒီဘိုင်းနာမရှိတဲ့ဒီကွန်းလေပိုင်းမှာပေါ့နော်ဒါအပြောင်းလဲတော်တော်လေးဖြစ်လာမယ်လို့ထင်တယ်စီလူခန့်တော့ပြောလဲစာလေးဆက်ပြီးပြောပါဦးဟုတ်ကဲ့ကိုအာဒီ ရှာကီကတော်တော်လေးဒါအံဝင်မဲ့ပုံစံလေးမှရှိရတယ်တော်တော်လေးသူ့ရဲ့ genius ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ခုနအကိုရဲ့မေကွန်ဒီမေကွန်ထဲမှာပါတဲ့အချက်လေးကိုဒါပြန်ပြီးတော့အရှင်းလင်းပေးခြင်းလို့ပေါ့နော်ဒီ Manchester City ကိုပြည်သက်တည်အနေနဲ့ဒီ15 charges ပေါ့နော်နောက်ပိုင်းထဲမှာတချို့အမှုတွေထက်တိုးတော့15တောင်မကဘူး15 plus ဖြစ်နေတယ်လောလောဆယ် charges ကဒါပေမဲ့ eight charges ဟာအခုအခြေအနေမှာအမ်တရားဝင်ဒီထုတ်ပြန်ချက်တွေမထွက်လာသေးဘူးအဲ့တော့ ဒီပြစ်မှုဆိုင်ရာဒီကြေညာခြင်းမလုပ်ရသေးသေးတော့ Manchester City ရဲ့လက်ရှိချိန်မှာတော့အပြစ်ကင်းနေသေးတယ်ပေါ့နော်အဲ့တော့သူတို့တရားရုံးမှာအဲဒီရင်ဆိုင်နေတယ်အဲ့တော့ဒီတရားရုံးရဲ့အချက်လက်အကုန်လည်းကျွန်တော်တို့အပြင်ကနေသိရမှာမဟုတ်ဘူးဒီသူတို့ရင်ဆိုင်တဲ့သဘောတရားအရာပေါ့နော်ဒီအကြောင်းတွေတော့ဒါကျွန်တော်အကူနဲ့လည်းလွန်ခဲ့တဲ့ ဒီတလပိုင်းတော့ငါဒါဆွန်တွေကဲ့ပူပြီးသားပေါ့နော်အဲ့တော့အဲ့မှာတော့ကျွန်တော်တို့အပြည့်အစုံတို့ကျွန်တော်တို့ကြီးစုလို့ရနိုင်တယ်ပေါ့နော်လက်ရှိအခြေအနေမှာတော့တို့လောတို့လောထွက်မယ်ထွက်မယ်ထွက်မယ်နဲ့အခုချိန်ထိတော့ဒီအမိတ်မကြသေးတာကိုကျွန်တော်တို့မြင်တွေ့ရတယ်အဲ့တော့အဲ့လိုမကြသေးသေးတော့ Manchester City ကအပြစ်ကင်းတယ်ပေါ့နော်ဥပဒေကြောင့်အပြစ်ပေါ့နော်ဥပဒေကြောင့်အပြစ်မှာတော့တို့ဒီနောက်ကြောင်းပြန်အေးအေးယူမှုလောက်တဲ့သဘောတရားနဲ့တို့တရားရင်ဆိုင်နေအဖြစ်တဲ့အတော့ အဲအခုဒီတို့အပြစ်ရှိကြတဲ့တေပြဖို့ကတော့အခက်အခဲရှိမယ်လို့ဒါဥပဒေပိုင်းဒီအားကစားဥပဒေပိုင်းကသုံးသပ်ထားကြတယ်ပေါ့နော်အဲ့တော့မန်ချက်စတာစီးတီးအနေနဲ့ဒီအဲ့ဒီစီးမြင်ကြီးကြတာတွေတော့ရှိတယ်အဲ့ဒါအရှုပ်ထွေးတွေရှိတယ်အဲ့ဒါရှင်းဖြေရှင်းတော့မပေးသေးဘူးဒီလက်ရှိမှာရှိနေတဲ့ FFB စီးမြင် PSR rules တွေနဲ့ကြတော့မန်ချက်စတာစီးတီးရဲ့ AC ပဲ healthy အဖြစ်ဆုံးအခြေအနေမှာရှိနေတယ်ပေါ့နော်အပြည့်ရဒီ Ryan Shaki ရဲ့အခြေစွမ်းနဲ့ပတ်သက်လို့ကတော့ဒါပြီးခဲ့တဲ့ Europa League ရာသီရဲ့တနစ်တာအကောင်းဆုံးလုပ်ငယ်ဆုလည်းရခဲ့တယ်တနစ်တာအကောင်းဆုံးအသင်းမှာလည်းပါတယ် အလိုင်းတော်တင်းနဲ့အတူသူတို့ရဲ့လီလီကူးမှာလဲဒါရှုပ်ခိုးသွင်းတယ်ကိုဘနေမှုဆက်တချင်အဲ့တော့အဲ့ဂိန်းကနန်းနေအပြင်ကိုသူ့ရဲ့ပါရမီကတော့ဒါအားလုံးလက်သိရတိုင်းပဲ15နှစ်လောက်တည်းကနာမည်ကြီးနေပြီဒါကစားသမားဖြစ်တယ်အဲဝန်ဒါဂစ်ပေါ့နော် UEFA U League လို့ခေါ်တဲ့လူငယ်ချန်ပီယံလိမာသူကအပန်းငယ်ဆုံးပွဲထွက်တဲ့ကစားသမားလူငယ်တွေကြီးပဲကန်ကြတာပဲအကုန်လုံးကဒါပေမဲ့ဒီ16 16ကိုအရွယ်တွေပေါ့ဒါပေမဲ့ तू က15နှစ်ကျော်နေနဲ့စတင်ပြီးတော့ကစားရတဲ့တကယ်ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်တယ်ပြီးတော့ချန်ပီယံလိရဲ့ semi final အဆင့်မှာ ဟိုပါဝင်ခွင့်ရရှိတဲ့အသက်ငယ်ဆုံးကစားသမား18နှစ်နဲ့စတင်ပါဝင်ခွင့်ရရှိတယ်ပေါ့နော်အဲ့တော့ဒီကစားသမား16 18ရာနာမည်ကြီးနေရအဲတခုတော့ရှိတယ်ကြားထဲမှာနာမည်ပြန်ကျသွားတာရှိတယ်ပေါ့နော်အဲ့တော့ဒါကဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ဒီနေရာယူမှုဆိုင်ရာပြီးတော့ defensive wall လောက်ပိုင်းဆိုင်ရာဒီအချက်တွေမှာစိုးရိမ်ရတဲ့အချက်တွေရှိတယ်ပြီးတော့သူကနည်းနည်းလေးထုံးစံတိုင်းပေါ့နော်ဒီလိုမျိုး permission ကစားသမားတွေရဲ့ထုံးစံအတိုင်းအပြင်းကြီးရဆိုပြီးတော့တချို့ကစီကံပိုင်းပြဿနာပေါ့နော်စီကံပိုင်းပြဿနာလေးရှိရဆိုပြီးတော့အဲနာမည်တက်ခံရမှုလေးတွေရှိတယ် တော့ဒီအပိုင်းတွေကြောင့်သူနာမည်လေးပြန်ကျခဲ့တယ်ဒါပေမဲ့ခုနောက်ပိုင်းနဲ့တင်မှာတော့သူရဲ့ attacking ဘိုင်းကပိုကောင်းလာတယ်ပိုပြီးတော့ decisive ဖြစ်လာတယ်ပိုပြီးကောင်းလာတယ်ညနာမည်ကပိုပြီးတော့ဒါကြော်ကြားလာတယ်ပေါ့နော်ဒီကစားသမားရဲ့ profile ကိုကျွန်တော်တို့ခွဲချမ်းစိတ်ဖြာမှာဆိုရင်သူက6လောက်နှစ်ဖက်စလုံးတန်တယ်အဲဒီနှစ်ဖက်စလုံးနဲ့တူတူတူညီစွာအဲဒီကိုးကန်သွင်းနိုင်တယ်ပေါင်းကဘောတင်နိုင်တယ် free kick ကန်နိုင်တယ် penalty ကန်နိုင်တယ်အဲ့အဆင့်မှာရှိတယ်သူချလောက်ကအလောက်အထိကိုဒါနှစ်ဖက်စလုံးဟိုတန့်လာပေါ့နော်ဒါမွေးရပါ ဗီဇာလို့တော့ပြောလို့ရဘာလို့လဲဆိုတော့သူ့ကို Lion Academy ကိုခေါ်ဆောင်သွားခဲ့တဲ့ဒီနီးပြတယောက်ရှိတယ်။ तू ကဒီ scout ပေါ့နော်။ तू ကဒီကစားသမားလေးတော့နေခြေဘောလုံးတော့နေအောင်ကြည့်ပြီးတော့အဲဘောကြွားလာဒီ Lion သင်းရဲ့ Academy ကိုခေါ်ယူခဲ့တာပေါ့နော်။အဲ့တော့ तू တော့နေရဲ့အသက်အရွယ်6နှစ်ပဲရှိသေးတယ်။6နှစ်အသက်အရွယ်မှာ6နှစ်ဖက်စလုံးနဲ့ဘောလုံးကိုမကြအောင်တော့နိုင်တယ်။အဲ့ဒီ talent ကိုမြင်ပြီးတော့ဒါကြီးကဘလို့မှမပြတ်နိုင်တဲ့ talent ဒီပေါ့နော်။ရောက်တန်းပါများစွာလေးမှာတယောက်လောက်ပဲရှိတဲ့ natural talent အဖြစ်သူတို့ယူဆပြီးတော့ Lion Academy ကိုခေါ်ဆောင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲဒီကစားသမားရဲ့ Payden Talent ကြီးကအဲ့လိုကြောက်စရာကြီးဒါကျွန်တော်တို့ဘောလုံးသူကစားခဲ့တဲ့ပွဲတွေကြည့်ရင်လည်းဒါသိနိုင်တယ်ပေါ့နော်အဲနီးစပ်ဆုံးဆိုရင်တော့ Manchester United နဲ့အဲ Juve Bali ပွဲမှာတော့ပြည်သက်တော်တော်များများကြည့်ပြကြားလိမ့်မယ်ထင်တယ်အဲ့တော့အဲ့မှာဆိုရင် Manchester United player တွေလောကမွေနောက်နေရယူယူနေရပဲပေါ့နော်အဲ့လောက်ထိကိုမွေနောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်တယ်ပေါ့နော်အဲဒီ dribbling တွေတော်တော်ကောင်းတယ်ဒီ ball skills keepers ပြပုံမှုလည်းတော်တော်လေးကိုမြင့်တယ်အထူးသဖြင့်အဲဒီ expected assist က ဒီလက်ရှိဥရောပရဲ့အမြင့်ဆုံးထဲမှာပါထိတ်ဆုံးမှာပေါ့၃ယောက်ရှိတယ်ပေါ့နော်ရှာကီရဲ့ LS Bayern ရဲ့ပြီးတော့ Bayern Munich က Olise ရဲ့ပေါ့နော်ဒီကစားသား၃ယောက် expected assists ကအရင်မြင့်နေတယ်အဲ့တော့ကျွန်တော်တို့အခြေခံအလွယ်တကူပြောရရင်တော့ဂိုးဖန်တီးမှုအခွင့်အရေးဖန်တီးမှုအရင်များတယ်ပေါ့နော်ဂိုးဖန်တီးမှုတော့မဖြစ်ဘူးဒါပေမဲ့အခွင့်အရေးဖန်တီးမှုအရင်များတဲ့ကစားသမားတွေဖြစ်တယ်ပြီးတော့ဒီသတ်မှတ်ဟိုဘယ်လိုပြောမလဲအတိအကျသတ်မှတ်လို့မရအောင် unpredictable ပဲပေါ့နော်ခက်မှန်ရခက်ပြီးတော့သူ့အနေနဲ့ပုံစံမျိုးစုံအပင်နဲ့ပြည်တယ်ညာနဲ့ပြည်တယ်ပေတော့မရောက်တယ်ညာတော့မရောက်တယ်အလှယ်မှာရောက်တယ်ဆိုတော့ အချက်တွေကိုကျွန်တော်တို့အများကြီးတွေ့ရအထူးသဖြင့်တိုက်စစ်ပိုင်းနဲ့ပတ်သက်လာရင်ကန်နာမျိုးစုံကထူးချွန်တဲ့ player ဖြစ်တယ်ဒါပေမဲ့တခုပဲပေါ့နော်ဘာဖြစ်လို့ तू ဟာဒီလောက်ဈေးသက်သာရတာလဲဆိုတော့စာချုပ်သက်သက်တစ်နှစ်ပဲကျန်တော့လို့ဒီလောက်ဈေးသက်သာရတယ် line ရောဘာဖြစ်လို့မထိန်သာရတာလဲဆိုတော့မရောလို့မရအောင်တို့အနေနဲ့ဘန်ဒါကြီးလိုအပ်ချက်လူငွေအချင်းချင်းမမပြတယ်ဒါကြောင့်မရောအောင်ရောင်းရတယ်တစ်ချက်ပြီးတော့ဒီ အရန်ဘာဖြစ်လို့နမဲအရန်မထွက်ကြရဲတောက်လျှောက်မှာကြာသွားတဲ့အချိန်တွေဘာလို့ရှိရလဲဆိုရင်သူရဲ့စီကံပိုင်းဆိုင်ရာပြီးတော့သူရဲ့ဒီ tactical discipline ဘိုင်းဆိုင်ရာမှာလိုအပ်ချက်တွေရှိတယ်အခုချိန်ထိလည်းရှိနေတော့မှာဒါပေမဲ့ဒီအခြားတစ်ဖက်သူရဲ့အားသားချက်တွေကဘလို့မှတားဆီးလို့မရအောင်ကြီးထွားလာတဲ့အချိန်မှာတော့အဲ့ဒီအားနဲ့ချက်တွေကိုဒါလှစ်လူရှုလို့ရတဲ့အချိန်တွေရောက်လာပြီအဲဒီသူ့ရဲ့ talent ကိုလည်းပြီးခဲ့တဲ့ပြင်သစ်နဲ့အဲဒီပွဲတော်ကကျွန်တော်တို့မြင်တွေ့ခဲ့ရလိမ့်မယ်ထင်ပါတယ်ပြင်သစ်နဲ့ Spain နဲ့ပွဲမှာသူဒါ volley ခံသွားတယ်ပြီးတော့အဲ့ volley ကလည်းတော်တော်လေးကိုသူ့ရဲ့ technical level ပြရတယ်ပေါ့နော်ပြီးတော့ဒီကိုဖန်တီးမှုတစ်လုံးလောက်သွားခိုးလုံးမိုးကနေစီသူတင်သွားတာအဲ့ဒါသူ့ရဲ့ trade back ပဲအဲ့လိုကန်ချက်တွေအဲ့လိုမျိုးတင်သွားတာတွေကဒါသူ့ရဲ့ခံထားတဲ့ signature ပုံစံတွေဖြစ်တယ်ပေါ့နော်အဲ့တော့ Real Shaki ကတော့ကျွန်တော်အများကြီးမျှော်လင့်လို့ရတဲ့ကစားသမားလို့ဒါသုံးသပ်ရပါလိမ့်မယ်ကိုဒါအခုတူချင်းပိုင်းမှာတော့ technically ပေါ့လေဒီစနစ်ပိုင်းမှာတော့အခုတကယ်ဝယ် talent ဖြစ်တဲ့ကစားသမားကြီးဆိုတော့အခုဒါပြောစရာတော့မလိုဘူး Man City ရလိုက်တာ ဒါစီသူပြောသွားတဲ့ပုံစံဆိုရင်တော့ဒါဈေးကလည်းတကယ်ကိုအချိုချောင်လေးနဲ့ရလိုက်တာပေါ့လေအဲရက်စကားနဲ့ပြောမှဆိုဘာလို့လဲဆိုတော့ဒီ line ကိုယ်တိုင်ကလည်းဒီယာသီပြီးခဲ့တဲ့ယာသီ2024 25ယာသီအကုန်မှာဒါဘန်နာရေးအရသူပေးဖို့ရှိတဲ့အကျွေးတွေကိုဒါတော့ပေးရတော့မှာမပေးရဘူးဆိုရင်ဒါသူတန်းဆင်းရမယ်ဆိုတော့ပြစ်တံကလည်းဒီဆက်သမတ်နဲ့ဒီပြစ်တံကလည်းခြားထားပြီးသားဖြစ်တဲ့အတွက်ဒီပြဿနာတွေကိုလုံးဝရှင်းရမယ်ဆိုတော့ line ကိုယ်တိုင်ကလည်းကစားသမားတွေဒါထုံအောင်မနောက်ထပ်တခြားကစားသမားတွေလည်းထုံအောင်ဖို့ရှိတဲ့အချိန်တွေမှာဒါ city ကတော့ လက်ဦးမှုယူနိုင်ခဲ့တာတကယ်ဝဲတာချီချူဖို့ကောင်းတယ်ဒါဟူဘူဗီယနာကိုလည်းအခုတော့ဒါသိမှတ်ပြုအောင်ပါပေါ့လေနောက်ဆက်တွဲအခုတော့စဉ်းစားမိတာဒီကလက်ရှိဒါစီးတီးမှာဆိုရင်ဒီအတက်ကင်မစ်ဖီးမှာသုံးလို့ရတဲ့ကစားသမားနည်းနည်းများလာတယ်ပေါ့နော်မမိုးလည်းရှိမယ်ဒါနောက်တစ်ခုကတော့ HVR လည်းရှိမယ်နောက်တော့ရှင်းရဲတခြားဒါအရင်ကတည်းကရှိထားပြီးပိုတန်တို့လိုကစားသမားတွေလည်းရှိမယ်ဆိုတော့ဟိုဘယ်လိုပြောမလဲနည်းနည်းလေးများအိုကစားမအများများနေလားဟုတ်နေခုန်နိုင်လားပေါ့လေဒါအခုတကြားရှူတော့ကနေပေါ့ပြန်စဉ်းစားကြည့်တာအန်နူဒိုစီကူတစ်ချက်လောက်လေး အဲ့ဒီကစားလို့ကစားလို့မများပြုံးမှာပဲတပိုင်းများပြီးနှင်းဟုတ်ပါအောင်လားဒါဒီဒီရှုတော်လေးကနေချက်တော့ချစ်သူစဉ်းစားဟိုစဉ်းစားမိပါဦးဟုတ်ကဲ့ကိုအမ်ကစားသမားများနေရတာတော့ဒီကွာဂျူလာညှိတွားတယ်လို့ပေါ့နော်တူးစကွတ်ကိုသူကအကျယ်ကြီးမလို့ခြင်းဘူးပေါ့နော်အဲ့တော့ဒီစကားကကြတော့သူကအသွားနှစ်ဖက်ရှိရပေါ့နော်တခြားတစ်ဖက်ကပြန်ပြီးတော့နည်း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 ပြန်စဉ်းစားကြည့်ရမယ်ဆိုရင်သူက နည်းနည်းလေးဒါမဲ့အရင်အတွက်အမြင့်ဆုံးဆိုတဲ့ပလေယာကြီးလိုချင်တာမန်ချက်စတာစီးတီးမှာလက်ရှိအချိန်မှာတော့နည်းနည်းဖောင်းပွားနေတဲ့ဂွာယူလာရဲ့တတ်မှတ်မှုနဲ့ဆိုတဲ့နည်းဖောင်းပွားနေတဲ့ပုံစံလေးရောရှိရယ်ပေါ့နော်အဲ့တော့ရှာဂီကကြတော့ဒီဒီဘရိုင်းနာထွက်ခွာသွားတဲ့ကွက်လက်ကိုဖြစ်တင်းဖို့အတွက်ဝယ်ယူတာဖြစ်တဲ့အတွက်ဒီတခြားသောနေရာရင်နဲ့သက်ဆိုင်မှုမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ယူဆမိတယ်အပြီးတော့ဒီအရှိမှာတော့ဆာဗင်ညိုရှိတယ်မာမိုရှိတယ်ပြီးတော့အဲဒီတိုကျိုရှိတယ်ဖိုဒန်ရှိရယ်ပေါ့နော်အဲ့တော့ဖိုဒန်နဲ့အခုရောက်ရှိလာရီယန်ရှာဂီကနံပါတ်10ပုံစံမျိုးကိုသူတို့ရွေးချယ် ွားမယ်ပေါ့နော်ပြီးတော့ဒီတောင်ပိုင်းနေမှာတော့ဒိုကူ7ညိုနဲ့ပြီးတော့မာမုရှ်ပေါ့နော်အဲ့ဒီမှာမာမုရှ်ကတိုက်စစ်မှုအတွက်ကိုဘာသူဖြစ်ပြီးတော့ကစားပေးနေတယ်ဘာလို့လဲဆိုတော့မန်ချက်စတာစီးတီးကတိုက်စစ်မှုအရင်မရှိဘူးအဲ့တော့အရင်မရှိတဲ့နေရာမှာဒီကစားသမားတွေပြောမလို့ဆိုတော့တနေရာနဲ့တနေရာချိန်နေတာပေါ့နော်တောင်ပိုင်းတွေတော့များတယ်ဒါပေမဲ့သူတို့မှာတိုက်စစ်မှုအရင်ကတယောက်မှမရှိဘူး Haaland တယောက်ပဲရှိရပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုသူတို့အလိုလိုမျိုးတခြားသော force 9တွေအနေနဲ့ဖြစ်နိုင်တဲ့ attacking squad ကိုသူတို့ဒါဖန်တီးထားတာပေါ့နော်အဲ့တော့အရင် blunder ဖြစ်နေတာတော့မဟုတ်ဘူး Oscar Bob ပြန်လာမယ်ဒါပေမဲ့အခုအချိန်မှာ Jack Grealish ကရောင်းခံရဖို့များနေပြီပေါ့နော်90%လောက်သိကြနေပြီအဲ့တော့ဒီ squad ကို reshuffle လုပ်တယ်လို့ပဲအဲကျွန်တော်ကတော့ပြောချင်တယ်ပြီးတော့ reshuffle လုပ်ခြင်းနဲ့အတူအဲ Guardiola သွားခြင်းနေတဲ့အရွေးကိုလည်းကျွန်တော်တို့မြင်ရတယ်ပို့ပြီးတော့ mobility မြင်တယ်ပို့ပြီးတော့ တိုက်ရိုက်ဆန်ပြီးတော့ရွေရှားမဲ့ပုံစံကျွန်တော်တို့မြင်ရတယ်အဲ့အဲ့အတွက်လည်းဒီတီဂျာနီရိုင်းဒါစ်တို့ပြီးတော့ရိုင်းအိုက်နူရီတို့လည်းကျွန်တော်တို့မြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ City ဟာဒီနွေရာဒီပေါ့နော် ပြီးခဲ့တဲ့ဆောင်းနဲ့အခုနွေရာဒီပေါင်းပြီးတဲ့အချိန်မှာသူတို့ဟာ Guardiola ရဲ့ principle တချို့ကိုစုပ်ကိုင်တာစေဒါပေမဲ့အဲ့ principle တွေကနေမှာတချို့သောနေရာတွေကိုပြောင်းလဲလုပ်ပြီးတော့ ဆက်ပြီးတော့သွားမယ်ပြောမယ်ဆို Guardiola Modern Football ဆန်တယ်ဆိုပြီးကြွေးကြော်နေတဲ့ verticality တွေကိုပို့ပြီးတော့သွားဖို့အတွက်ရည်ရွယ်နေတဲ့ပုံစံဖြစ်ကျွန်တော်ကတော့မြင်မိတယ်ကိုဒါကိုပြောရှင်းနေပတ်သက်ပြီးတော့မှစီတူနဲ့ကိုနန်ဝင်ငင်းညာတို့ကလည်းဒီ ideology ဘိုင်းကိုတသက်ဆွေးနွေးတာရှိရဲပဲစီတီနဲ့ပတ်သက်ပြီးတော့မှဒါဒီတော့ဟိုကုလန်ကြီးတို့လည်းဒါထပ်ပြီးမှတသက်ဆွေးနွေးမှဟာလို့ရှိရပါမို့လို့လောလောဆယ်တော့အခုတို့ဒါပြောအဓိကဆွေးနွေးနေတာတော့ဟိုက Riders ရလိုက်တဲ့အချိန်မျိုးပေါ့ Riders ရလိုက်တဲ့ဟာလည်းတကယ်ကိုပဲဟိုဥရောပအသင်းကြီးတွေခေါ်ကျင်နေတဲ့ကစားသမားတစ်ယောက်ကိုရလိုက်တဲ့ Man City တက်ကောတကယ်ကိုပဲကျင်းတ်ဆရာကောင်းတယ်လို့ဒါအခုတော့တာသုံးသပ်လို့ရတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့ကြရင်ဟောဒါ Riders က City ရဲ့ဘလို့ကွက်လက်တွေကိုဖြည့်နိုင်မလဲတခြားဘယ်လိုပြောမလဲဒီချင်းတော့ဒီတော့ဖြစ်နိုင်ပါမလားပေါ့နော်ဒီရှူတော်လေးရလဲ City သုံးသပ်ပြပါဦး အဲ riders ကကျွန်တော်တော်တော်လေးသဘောကျတဲ့ကစားသမားမနစ်ကတည်းကတတိထားဖြစ်တယ်အဲပြီးတော့ကျွန်တော်ကလည်း Netherlands Breeders ဆိုတော့ဒီ Netherlands ကစားသမားတွေတော့အကုန်လုံးစောင့်ကြည့်ဖြစ်တယ်ပေါ့နော် riders ကတော်တော်လေးသဘောကျတယ်မှာပါတယ်အထူးသဖြင့် तू က versatile တော်တော်ဖြစ်တယ် तू က nemesis မဟုတ်ဘူး number 8ဒါပေမဲ့ number 8နဲ့ number 10နဲ့ hybrid ပြီးတော့ nemesis ရဲ့စွမ်းဆောင်ရည်ခန်းစစ်ပိုင်းစွမ်းဆောင်ရည်လည်း तू ပိုင်ဆိုင်ထားတယ်အဲ့တော့တော်တော်လေးသဘောကျကြကောင်းတဲ့ versatile number 8 modern number 8ဖြစ်တယ်အဲ့တော့ तू ဟာ ဘောလုံးတွေကိုအများကြီး pass volume တွေမများဘူး pass distribution တွေအရင်မများဘူးဒါပေမဲ့လောလောတဲ့ပမာဏတော့လုပ်တယ်သူ့ရဲ့အဓိကအားသာချက်ကရွေးရှာမှု तू ကဂိုးတွေမများသွင်းနိုင်တယ်အဲကွန်ဒိုဝမ်ပေါ့နော်သူ့ကိုကွန်ဒိုဝမ်နေရာအစားထိုးဖို့အတွက်ဝယ်ယူလိုက်တယ်လို့သတ်မှတ်လို့ရအဲ့တော့ तू ကွန်ဒိုဝမ်နဲ့ तू နဲ့ရှင်ကြည့်မယ်ဆိုရင်ကွန်ဒိုဝမ်က technically ပိုကောင်းတယ် voice case ပိုကောင်းတယ် passing တွေပိုပြီးတော့ပြီးတယ်ပေါ့နော် riders ကြတော့အဲ့ technical နဲ့ passing ထက်ဆိုင် तू ကရွေးရှာမှုတွေပိုလုပ်တယ်အဲဒီပိုပြီးတော့ တိုက်ရိုက်ဆန်တဲ့ပုံစံရှိတယ်ပေါ့နော်အဲ့တော့ Rinders ဟာဒီ Gundogan လိုမျိုး Forza ပေါ့နော် Guardiola ရဲ့အသင်းတွေမှာ Forza ဆိုပြီးတော့အဲဒီတုံးတုံးကြရတယ်အဲ့ဒါကဘာလဲဆိုတော့ဒီ space အချက်ထဲမှာဘောလုံးကိုင်တယ်ကိုင်ပြီးတော့ဘောလုံးဆွဲလိုက်တက်လိုက်ဆွဲလိုက်တက်လိုက်ဆွဲလိုက်တက်လိုက်အဲ့လိုမျိုးလုပ်တာပေါ့နော်ပြန်မဲ့အချိန်ကိုဒီပြန်မဲ့ momentum ကိုကမကမဖြစ်အောင်လုပ်တာအဲ့လိုကမကမဖြစ်တဲ့အချိန်မှာဘောလုံးကိုထိုးပြီးတဲ့သဘောတရားပေါ့နော်အဲ့ဒါ Forza လို့ခေါ်ကြတယ်ဘာနာလို Saver လို့ပြီးတော့အရင်တော့ David Saver အဲဒီဘာစီလိုနာမှာတော့အီနီယက်စတာအဆရှိသဖြင့်ပေါ့နော်ဂွာယိုလာအဲ့ဒါကိုကြိုက်တယ်။ဒါပေမဲ့လက်ရှိအသင်းမှာအဲ့ဒါတီဂျန်ဒီရိုင်းနက်စ်မှာအဲ့ဒီအချက်မရှိဘူး။တီဂျန်ရိုင်းနက်စ်ကလုံးဝတိုက်ရိုက်ပဲသွားတဲ့ပုံစံမျိုးပေါ့နော်။အဲ့တော့ဒါကဒီဒီကွင်းလေနေရာကြီးနဲ့ပတ်သက်လာရင်ဂွာယိုလာရဲ့အနည်းငယ်တော့အပြောင်းလဲပေါ့။သူမာတီးယက်စ်နူးနက်တော့ကလည်းအဲ့လိုမျိုးပဲ။အဲ့လိုအပြောင်းလဲလို့ပို့စူးစားတယ်။ဒါပေမဲ့မာတီးယက်စ်နူးနက်စ်ကလုံလောက်မှုမရှိဘူး။သူ့ရဲ့ principle နဲ့မကိုက်ညီဘူး။အဲ့တော့ riders ကိုကျွန်တော်တို့စောင့်ကြည့်ရမယ်။အခုခုနပြောဟိုဆွေးနွေးသွားသလိုပေါ့နော်။စိုးရိမ်စရာရှိတယ်။ဘာလို့လဲဆိုတော့ Guardiola က ကွာလိုလာရဲ့အသင်းမှာတန်းပြီးတော့နေရာရဖို့ဆိုတာတော်တော်ခက်တယ်သူ့မှာကျွန်တော်တို့ဒီလေးလာသူတွေအနေနဲ့ဒီပွဲတွေကြည့်ပြီးတော့မြင်ရတဲ့အချက်တွေရှိတယ်လို့နောက်ထပ်အပိုပြီးတော့ခက်ခဲနေတယ်နောက်ွယ်အချက်တွေလည်းရှိသေးတယ်ဒါကြောင့်မလို့အမြဲတမ်းအတန်းပြီးတော့နေရာရလိမ့်မရှိပဲနဲ့အဲဒီကွာလိုလာဟာသူ့ system ကစားလို့ရပြီလို့စိတ်ချရတဲ့အခြေအနေမှာအဲဒီအပြည့်အဝသုံးတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်ရိုဒရီကအစားပေါ့နော်ရိုဒရီစားရောက်ကလေးက ရိုဒရီယာဖာနန်နီညိုရဲ့နောက်မှာပဲထားခံရတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ grinders မှာလည်းကျွန်တော်တို့တစ်ချက်အဲ့ဒါလေးစောင့်ကြည့်ရမှာတန်းပြီးတော့အာဒီအရင်ကြီးကောင်းကျင်မှာလည်းကောင်းလိုက်မယ်ဒါပေမဲ့လက်ရှိ city ရဲ့အမ်ဒီဘယ်လိုပြောမလဲရှိနေတဲ့အခြေခံစနစ်နဲ့တော့တကယ်ကိုက်ညီမှုရှိရဲပုံစံလေးတော့နည်းနည်းကွဲသွားမယ်ပင်ကိုအရေးချင်းအရန်ကောင်းတယ်ပြီးတော့စိတ်ဝင်စားစရာကသူကအင်ဒိုနီးရှားသွင်းတော်ပေါ့နော်သူကတော့ Netherlands ကိုစားပြုံရပါ သူညီရအင်ဒိုနီးရှားမှာကစားနေတယ်လို့သိရတယ်ပေါ့နော်အဲ့တော့အင်ဒိုနီးရှားသွင်းတော်ဖြစ်တဲ့အတွက်သူရုပ်ရည်ရလည်းနည်းနည်းလေးထူးခြားနေတာပေါ့နော်အဲ့တော့ Manchester City ရဲ့ဒီဆက်နွယ်မှုတွေတော့အဲ့လိုလေးရောရှိတယ်ခြေစွမ်းပိုင်းအဖြစ်တော့ story လေးစိတ်ဝင်စားဖို့ကောင်းတဲ့ player ပါဒါတော့စီလူအဓိက shocky ရဲ့နောက်ထပ် designer ဆင်ပေါ့နောက်ထပ်ခုတော့ admin လေးပေါ့လေ admin အကြောင်းလေးကတော့ပြီးခဲ့တဲ့ဂျပန်ကလည်းပိုတဲ့ owner လေးလည်းပြောထားသေးတယ်။ admin ကြီးကလည်းဒါပဲချမ်းမှာဆိုရင်ဒါပြီးခဲ့ရာ Premier League မှာ ဟို attacking mind နဲ့ပတ်သက်ပြီးမှတော်တော်လေးကိုကျဉ်းသက်စရာကောင်းခဲ့တဲ့ကစားသမားပေါ့နော်ဒီ take on နေကြည့်မလားနောက်ထပ်ဒီဘယ်လိုပြောမလဲဟို touch တွေပေါ့နော် opposition box ထဲမှာဘောလုံးထိချက်တွေကိုကြည့်မလားတခြားနောက်ထပ်ဒီ goal ပုံပတ်သက်မှုတွေကိုကြည့်မလား and we ကလည်းတော်တော်ကြီးကိုအားကောင်းတဲ့ကစားသမားတယောက်ပေါ့နော်။ဟိုနည်းနည်းလေးဒါထပ်ဖြည့်ပြီးမှဒီအန်ယူအကြောင်းလိုထပ်ဖြည့်ပြီးမှဇေကိုကျွေးနေကြတာတကူကဒီအန်ယူကကျတော့ဘူပါတံမှာကြည့်မယ်ဆိုရင်အခုဒါ three back ပုံစံနဲ့ပြောတော့ win ဘယ် win back ပုံစံမျိုးနဲ့သူအကောင်းဆုံးပုံစံကပြသနိုင်နေတာပေါ့နော် city ကကြတော့ဒါအများဖြင့်တော့ဒီ၄ရောက်တန်းခံစစ်ဒါသွားမယ် two back ပုံစံနဲ့သွားမယ်သူကြတော့ဒါ city ကဒါပြောမယ်ဘယ်နောက်ခံလို့စစ်စစ်ကိုမဝဲတာဆိုတော်တော်ကြီးကိုကြာပါဘူးအနစ်တော်ကြာတွေ့မှာဒါပထမဆုံးဒါဘယ်တော့ခံစစ်စစ်တယောက်ကိုဝယ်တဲ့အခြေအနေတခုမှာဒါအန်ဒရီအနေနဲ့ဒီဖိုးဘက်ပုံစံမှာဟိုအဆင်ပြေပါမလားဟုတ်ကော fullback ပုံစံပဲဒါပေမဲ့ Manchester City ရဲ့ fullback ဆိုတာကကျွန်တော်တို့အခေါ်ဝါးပြင်တာ fullback ဖြစ်နေပေမဲ့တကယ်တမ်းကစားရတဲ့အခြေအနေမှာတော့အများနဲ့ရှေ့မှာပဲနေရာယူရတဲ့အဲဆက်တပ်ဖြစ်နေရပေါ့နော် Manchester City က2 3 3 5 2 3 5အဆရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုပုံစံနေနေပဲတောက်လျှောက်သွားတဲ့အတွက်သူတို့ရဲ့ fullback တွေကနာမည်ရတော့ fullback ပဲဒါပေမဲ့လေးလေးနဲ့ကွင်းလေလေးလေးနဲ့ခံစစ်တစ်ခုရဲ့ပုံမှန်နေရာ right ဒီ back left back ပုံမှန်နေရာတွေမှာဘယ်တော့မှနေရာယူရလိမ့်မရှိပဲနဲ့အလဲမှာဖြစ်ရင်ဖြစ်မဖြစ်ရင်အရှိတွေမှာဖြစ်ရင်ဖြစ်မဖြစ်ရင် head space တွေမှာဖြစ်အဲ့လိုမျိုး advanced နေရာတွေယူရတယ်ပေါ့နော်အဲ့တော့ four back နဲ့ three back ကွာခြားကြတော့ရှိတယ်ဒါပေမဲ့ဒါကျွန်တော်တို့ဒီလူစရင်ခြားထားမှုမှာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကစားတဲ့အချိန်မှာတော့ဒီအားတက်ရောက်မှုအများကြီးမရှိဘူးအဲ့တော့တက်ရောက်မှုရှိမဲ့ဟာတခုကတော့ခံစစ်အရင်ညံ့တာပေါ့နော်အဲ့ဒါတော့ဒီ wing back ပဲကစားကစားသူ full back ပဲကစားကစား right and nuriye cancer ကအရင်ညံ့တယ်အဲ့တော့ဒီ ပြဿနာအဲ့ဒီ weakness ကတော့ကျွန်တော်တို့ပြင်တွေ့ရမယ်ဒါပေမဲ့ခုနလိုမျိုးကစားဟန်ပိုင်းဆိုင်ရာကတော့ဒီသူတို့အတုံးချဖို့ခေါ်တာတိုက်စစ်ပိုင်းမှာတော့ဒီတက်ရောက်မှုအများကြီးကွာဟမယ်လို့ကျွန်တော်တို့မထင်ဘူးပြီးတော့အရေးပါတဲ့အချက်က run at duri အနေနဲ့အခုခုနဆိုနှွေခဲ့သလိုပဲ full back အဆစ်ဖြစ်တယ်ဒီခံစစ်အစွန်လူအဆစ်ဖြစ်တယ်ပေါ့နော် Manchester City ကတောက်လျှောက်မတုံးဆွဲခဲ့ဘူးပေါ့ခံစစ်အစွန်လူအဆစ်ကိုအဲ့တော့ဒီအချက်ကအဲ Manchester City ကို dimension ပို့ပြီးစုံသွားစေမယ်ပေါ့အဲ့တော့ i duri အနေနဲ့ဒီသူ့ဟာ overlapping အရင်ကောင်းသလိုသူက6နှစ်ဖက်စလုံးတန်တယ်ဘယ်ကတော့အဓိကတောင်းတာပါဒါပေမဲ့ညာဘက်လည်းမဆိုးတန်တယ်ပြီးတော့သူ့ရဲ့ ball skills ပေါ့နော် technical ability ကတော်တော်ကောင်းတယ်ပြီးတော့ carries ပေါ့ဘောလုံးသဲဆောင်နိုင်စွမ်းကောင်းတယ်ပေါ့နော် dribbling အရင်ကောင်းတယ်ပေါ့နော်အဲ့ဒီခါမှာသူ့အနေနဲ့လိုအပ်တဲ့အချိန်တွေမှာလယ်ထဲကိုပေါင်းဝင်နိုင်သလိုတောင်မန်ကျောကနေပန်းပြီးတော့သွားနိုင်တဲ့ပုံစံနဲ့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဘယ်သူနဲ့တူမလဲဆိုရင် Chelsea အသင်းကတုံးနေလေ Cucurea ပုံစံမျိုးပေါ့နော် Cucurea ကအဲ့ဒီအသင်းနဲ့လည်းပေါင်းတယ်အရှိ့ကိုလည်းတက်တယ်ဆိုတဲ့ပုံစံမျိုးကိုတုံးတယ်အဲ့တော့ ိန္ဒူရီယာအဲ့လိုပုံစံမျိုးမှာကစားနိုင်တယ်။ကူဂူရီယာလည်းတော့မကောင်းသေးဘူးပေါ့နော်လက်ရှိအချိန်မှာဒါပေမဲ့အဲ့ဒီ potential ကိုသူပိုင်သားတယ်ကစားပုံစံချင်းမှာအဲ့လိုသွားလို့ရတယ်။အဲ့တော့ City အနေနဲ့ဒီအများကြီးပြောင်းဖို့မရှိဘူး2-3-3-5 setup ထဲမှာအဲ့တော့အဲဘာကောင်းသွားလဲဆိုတော့ဘဲတောင်မှမှာဒီ Savinio တို့ထားပါတော့ Doku တို့မဟုတ်ဘဲနဲ့ Marmush ကိုပင်နိုင်သုံးလို့ရတဲ့အသာချက်ဖြစ်လာနိုင်တယ် တော့မာမုရှ်ကအထဲလေးဝင်ရတာအကြိုက်တယ်ပေါ့နော်အဲ့တော့မာမုရှ်က left half space ကိုဝင်လိုက်တဲ့အချိန်မှာဘယ်တော်မန်ဂျောတစ်လျှောက်လုံးကိုအဲဒီအိတ်နူရီကစားလို့ရနိုင်တယ်ပေါ့နော်အဲ့တော့ဒါဟာ Manchester City မိနစ်ကမရှိခဲ့တဲ့ dimension မိနစ်တော့ကအဲ့ဒီချမ်ပါဒါ Grealish အရင်ကကစားတယ် Grealish ကဒီဆွဲပြီးတော့ဖျက်ပေးထားတယ်ပေါ့နော်သို့မဟုတ် Tokyo ကစားတယ်အမြဲတမ်းအဲ့ width ကမရှိဘူးမရှိတဲ့အခါမှာဒီဘက်ကိုတလိုင်းယူသွားတဲ့အတော့ အဲထိန်းချုပ်ရတာလွယ်တယ်ကြက်နေရပေါ့နော်အခုအချိန်နေမှာတော့မမုရှ်ကအလဲဝင်မယ်ဒါပေမဲ့ဒီဘက်မှာပယ်ချမ်းမှာ overlapping အနေနဲ့အဲ့နူရီရပြေးပြေးနေမှာဖြစ်တဲ့အတွက်တယောက်ရှိနေမှာဖြစ်တဲ့အတွက်ခန်းစစ်ကို stress လုပ်ပြီးသားဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဲ့လိုသဘာဝဆန်တဲ့အာသာချက်ကိုအဲ့နူရီလိုမျိုးအ proper full back ကိုဒါဝယ်ယူခြင်းအပြင်ရရှိမှာပေါ့နော်အဲ့တော့ဒါကြောင့်မလို့ကွာဒီယိုလာရဲ့ဒီအပြောင်းရွှေ့ရအပြောင်းလဲတွေကျွန်တော်တို့ပြောမစို့ လူအပြောင်းလဲနေမှုပဲနဲ့ကစားပုံပိုင်းဆိုင်ရာအပြောင်းလဲတွေပါတွေ့ရနိုင်တယ်ဆိုကျွန်တော်ကတော့မြင်မိတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီတွေနေနဲ့ကျွန်တော်ခုနပြောသွားတဲ့အချက်လေးတွေကိုဒါ city ရဲ့ကစားကွက်ကို dimension အသစ်နေနဲ့ပေးဆက်နိုင်ရမယ်လို့ကျွန်တော်ယူဆပါတယ်ကိုဒါ city ကိုဒီကစားမအသစ်တွေနဲ့ပတ်သက်ပြီးမှတုံးသက်ပြီးတော့တော်တော်လေးနဲ့ပြည့်စုံပါတယ်ဘို့ဒါ city ရဲ့အပြောင်းရှင်းနဲ့ပတ်သက်ပြီးမှအဲစီဒူနဲ့ကိုနံငွေညင်းကြတော့ပါလေဒါပြည်တယ်ပေါ့နော် ideology ဘိုင်းဒါ quality ရဲ့ ideology ဘိုင်းဘယ်လိုအကြောင်းလဲရှိနိုင်မလဲဆိုတာလည်း ထပ်ပြီးဆွေးနွေးဖို့ရှိတယ်ဆိုတော့အခုဒါကစားသမားတစ်တွေနဲ့ပတ်သက်ပြီးတော့ဒါဘလို့ချင်းနေရှိရဆိုတာစီတူသုံးသပ်ပြီးသွားတဲ့ဟာကိုကျေးဇူးတူတင်ရှိပါတယ်ကျေးဇူးအပိကကြတဲ့ဆော့ဖာဟောပရိသတ်တဝချင်းစီကိုလည်းကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ